မင်းသားကမှဝဟုတ်ကဲ့ပါအားလုံးပဲမြင်လာပါဗျကျွန်တော်ဒီမြောက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးရတော့ဗောနော်ကျွန်တော်တို့ဂျပန်မှာနေထိုင်တဲ့ညီကိုမောင်နှမတွေအတွက်ရည်ရွယ်ပါတယ်ဗျကျွန်တော်ဇိုင်ဒီယူကပ်ပေါ့နော်ဂျပန်မှာနေတဲ့ညီကိုတွေအတွက်ဇိုင်ဒီယူကပ်ပြောင်းရင်ဘယ်လိုရှားရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာမြောက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဇိုင်ဒီယူကပ်ကိုပေါ့နော်ပိတ်ဆံအိတ်ထဲမှာထည့်ထားလို့ပဲဖြစ်ဖြစ်အိမ်မှာတနေရာမှာထားတာအထားမှလို့ပဲဖြစ်ဖြစ်ပေါ့နော်ဇိုင်ဒီယူကပ်ပျောက်သွားတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုပြန်ရှားမလဲ ဟုတ်ပြီနော်တကယ်လို့နံပါတ်1ပုံတော့ Zydeco ပျောက်တယ်ဆိုရင်နံပါတ်2ကတော့တွေ့အောင်ရင်ရှာပါလို့တကယ်လို့ကိုကရှာပြီးသွားပြီရှာလို့မတွေ့ခဲ့ဘူးဆိုရင်ပေါ့နော်လုံးဝရှာမတွေ့တော့ဘူးအိမ်မှာပဲပြပြပတ်စံအေးတွေမှာပဲပြကိုရဲ့ကြောင်းသွားတဲ့လွယ်အိတ်ထဲမှာပဲပြပြရှာမတွေ့တော့ဘူးဆိုရင်တော့ဖြင့်ကျွန်တော်တို့နီးဆက်ရရဲစခန်းကိုသွားပြီးတော့ကျွန်တော်တို့ပျောက်ဆုံးကြောင်းပေါ့နော်အကြောင်းကြားပဲပါအဲ့ဒါအကြောင်းကြားမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီမှာရှောက်လွှာဖြစ်ရတယ်ပေါ့နော်ကျွန်တော်ကတော့ Zydeco ပျောက်သွားပါတယ်ဆိုပြီးတော့ အကြောင်းသွားစရာမယ်ဆိုရင်လျှောက်လာဖြစ်ရတယ်အဲ့အဲ့လျှောက်လာကိုဂျပန်လို့ဆိုရင်ဖွန်ရှိစုတိုတိုခဲလို့ခေါ်တယ်ပေါ့နော်ဂျပန်လို့ဖွန်ရှိစုတိုတိုခဲအဲ့ဒီမှာကျွန်တော်တို့ကိုယ့်ရဲ့နာမည်ကိုရေးရမယ်နာမည်ရေးမယ်ပြီးရတော့ဖုန်းနံပါတ်တွေရေးရမယ်လိပ်စာကိုရေးရမယ်ပြီးရင်အဲဘယ်ချိန်ကပျောက်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အဲ့ဒီစာမှာဖြည့်ရတာပေါ့နော်ဇာတ်ယူကပျောက်သွားပါတယ်ဆိုတဲ့ဟာကိုလျှောက်လာရေးပြီးတော့မှကျွန်တော်ရေးစကမ်းမှာအတိုင်ကြားရတာပေါ့နော်အကြောင်းကြားရတယ်ဆိုတော့ ကိုကအကြောင်းကြားတဲ့အချိန်မှာရဲစခန်းကဘလို့ဟာပြန်ပြေးလဲဆိုတော့ကျွန်တော်တို့ဒီလူဟာဇယူကတ်ပျောက်ထားကြောင်းဆိုတော့ကျွန်တော်တို့တက်တီခံစာရွက်ပေါ့နော်ထုတ်ပေးပါတယ်အဲ့ဒါကိုကျွန်တော်ဂျပန်လိုကြတော့အီရှိစုတိုတိုကေဒေရှိုမေရှိုဟုတ်ပြီနော်ပြန်ပြောပြမယ်အီရှိစုတိုတိုကေဒေရှိုမေရှိုလို့ခေါ်တယ်ဂျပန်လိုဒါကကြတော့ကျွန်တော်ပျောက်ဆုံးသွားကြောင်းတက်တီခံစာရွက်စာရွက်ပေါ့နော်တက်တီခံစာရွက် လို့အတိတ်ပေးရတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးတက်တေခံစာရွက်ရဲစခန်းကတော့ရလာပြီဆိုရင်ကျွန်တော်တို့လာဝကကိုဘယ်တော့သွားလို့ရလဲဆိုရင်ကျွန်တော်တို့အဲ့ဒီတက်တေခံစာရွက်ရလာတဲ့အချိန်သို့မဟုတ်ဇယ်ဒီယူကပျောက်တဲ့အချိန်ကနေ14ရက်အတော်တွင်ဒီဂျပန်နိုင်ငံရဲ့လူဝင်မှုကြီးကြေးရေလာဝကသွားပြီးတော့ကျွန်တော်ဇယ်ဒီယူကပေါ့နော်နေထိုင်ခွင့်ကပ်ပြပျောက်ဆုံးကြောင်းကိုကျွန်တော်အကြောင်းကြားပြီးမှနောက်ထပ်အစ် ထုတ်ပေးဖို့တောက်လျှောက်ရမှာဖြစ်ပါတယ်ဆိုတော့ရေစခန်းကလည်းပဲကျွန်တော်ပျောက်ဆုံးကြောင်တက်တည်ခံစာရွက်ကိုကရလာပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီဂျပန်လှပကိုသွားမယ်ပေါ့နော်သွားတဲ့အချိန်မှာကျွန်တော်မဖြစ်မနေယူသွားမှာကတော့ကျွန်တော်နံပါတ်1အနေနဲ့ဆိုရင်မြန်မာပတ်စပို့စာကိုမဖြစ်မနေယူသွားမှာပေါ့နော်နံပါတ်2ကကြတော့ကျွန်တော် license တက်ပုံပေါ့နော်အမြဲတမ်း ျွန်တော်တို့ဒီစာယူကတက်တန်းတိုးတဲ့အချိန်မှာအသုံးပြုတဲ့ license ဓာတ်ပုံဒါပေမဲ့ဒီဓာတ်ပုံကကျွန်တော်3လအတော်အတွင်းရိတ်ထားတဲ့ဓာတ်ပုံဖြစ်နိုင်ရင်ကျွန်တော်အကောင်းဆုံးပါပဲကျွန်တော်တို့ဒီစာယူကမှာရှိတဲ့ဓာတ်ပုံနဲ့မတူဘူးတော့လို့တာပေါ့နော်ဆိုတော့ဓာတ်ပုံ license ဓာတ်ပုံနံပါတ်3ကကြတော့ခုနပြောတဲ့ကျွန်တော်ရေစခန်းကယူလာတဲ့တက်တိခံစာရွက်ဟုတ်ပြီနော်ကျွန်တော်နံပါတ်4နံပါတ်4ကကြတော့ကျွန်တော်တို့ဒီ အလားပါကမှာပေါ့နော်အစ်စ်ပြန်ပြီးတော့ပြန်လဲပြီးတော့ရှောက်ထားရမှာဖြစ်တဲ့အတွက်ဒီဇယူကတ်ကိုတဖန်ပြန်လဲပြီးတော့ရှောက်ထားဖို့ရှောက်လွာပေါ့နော်အဲ့ဒါကျွန်တော်ဂျပန်လို့ဆိုရင်ကျွန်တော်ဇယူကတ်တော့စိုက်ကိုဖူရှင်းရှော့လို့ခေါ်တာပေါ့နော်အဲ့ဒါကိုကျွန်တော်ရှောက်လွာဖြစ်ရမယ်ရှောက်လွာဖြစ်ရမယ်ဆိုတဲ့အခါကျတော့ရှောက်လွာဖြစ်ပြီး ဆိုတော့ခုနပြောတဲ့ကျွန်တော်ဇိုက်ဒူခါဆိုစိုက်ကိုဖူရှင်းစေးရှော့ကိုရေးပြီးတော့ကျွန်တော်တို့ရှောက်ထားမယ်ဆိုရင်ဇိုက်ဒူကအသေးရမှာပြန်လာမှာဖြစ်တယ်ပေါ့နော်ကျွန်တော်လူများရင်များဆိုတော့ဂျာမာဖြစ်တဲ့အတွက်အချိန်တော့ပေးရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့ပြပြပေးမယ်နော်နံပါတ်1ကိုဇိုက်ဒူကပျောက်ပြီးတာကိုတိသွားပြီဆိုရင်ကျွန်တော်နံပါတ်2ရဲစခန်းသွားပြီးတော့အကြောင်းကြမယ်ပြီးကြရဲစခန်းကနေကျွန်တော်တို့ပျောက်ဆုံးအကြောင်း ပြောင်းစွန်းတာမှန်ကန်ကြောင့်ကျွန်တော်တက်တည်ခံစာရွက်ရလာမယ်အဲ့ဒီစာရွက်ကိုယူပြီးတော့ကျွန်တော်တို့လာဝကကိုသွားပြီးတော့မှကျွန်တော် ပြန်လဲလျှောက်ထားမယ်ပေါ့နော်အဆင့်ကတော့၃ဆင့်ပါနံပါတ်၁ပျောက်တာတိမယ်ဆိုရင်ကျွန်တော်ရေစကန်သွားမယ်ဟုတ်ပြီနော်ရေစကန်သွားပြီးရင်ကျွန်တော်တို့လာဝကသွားပြီးတော့ပြန်လဲလျှောက်ထားမယ်ပေါ့နော်လျှောက်ထားတဲ့အချိန်မှာမဖြစ်မနေယူသွားမယ့်ဟာလေးတွေကတော့ကျွန်တော်တို့ passport မြန်မာပြည်ကမြန်မာ passport ရဲ့ကျွန်တော်တို့ license တက်ပုံရဲ့ပြီးတော့ရေစကန်ခုနကနေယူလာတဲ့ထောက်ခံစာစာရွက် ပြီးတော့ကပြအသစ်ကိုရှောက်ဖို့အတွက်ရှောက်လွှာဒီမှာဒါကတော့ကျွန်တော်နျူကန်မှာလက်ရှိတဲ့ကိုကိုတိုင်အဲ့ဒီရှောက်လွှာစာရွက်ကိုအင်္ဂါနေထုတ်သွားခြင်းလေဆိုရင်တော့မင်းကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာကျွန်တော် link ပေးထားမှာပေါ့နော်အဲ့ဒီ link ကနေမှတက်စင်ထုတ်ပြီးတော့ကြိုပြီးတော့ရေးပြီးတော့ယူသွားလည်းရပါတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဇိုင်းဒီယူကတ်ကိုနဲ့အတူတူရှိနေရမယ့်ဇိုင်းဒီယူကတ်ကပျောက်သွားပြီပေါ့နော်ပျောက်သွားပြီဆိုရင် ဆက်လျရဲ့အတွင်းကျွန်တော်တို့ကဒီဂျပန်နိုင်ငံရဲ့ပေါ့နော်လာဝကသွားပြီးတော့အကြောင်းကြားမယ်ရေစကြံသွားပြီးတော့အကြောင်းကြားမယ်တကယ်လို့ကိုကအဲ့လိုမျိုးအကြောင်းကြားထားရှင်းလဲမရှိဘူးကပ်ပြောက်တာလည်းသိနေတယ်ဆိုကြပါစို့အဲ့ဒီမှာကိုကမတော်တဆကိုဇာတိကမရှိတာကိုတွေ့သွားတယ်ဒါမှမဟုတ်ဖမ်းမိသွားတယ်ဆိုရင်ဆက်လျရဲ့လေကြုံနေပြီဆိုရင်ဂျပန်ရဲ့ဥပဒေရပါတော့လာဝကဥပဒေရကျွန်တော်တို့တစ်နှစ်အောက်ထောင်တန်းကြာခံရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့1020အောက် ဒဏ်ငွေလဲဆောင်ရနိုင်ချေရှိတဲ့အတွက်တကယ်လို့ကိုယ်ကဇိုက်ဒီယူကပျောက်သွားပြီဆိုရင်တော့ပြင်နိစက်ရေစကန်ကိုသွားပြီးတော့အကြောင်းကြားပြီးတော့ကျွန်တော်တို့ဇိုက်ဒီယူကအစ်စ်ကိုမြန်မြန်ထုတ်ထားဖို့ကိုကျွန်တော်ဒီဗီဒီယိုကနေအကြံပေးပြစီနော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို YouTube ကနေကြည့်နေတဲ့ညီကိုမောင်နှမတွေကတော့ like and subscribe တွေလုပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်တကယ်လို့ကိုက Facebook ကနေကြည့်နေတယ်ဆိုရင်တော့အသက်လေးတွေပေးပြီးတော့ကျွန်တော် share ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဗျတကယ်လို့ကိုက TikTok မှာကြည့်နေတယ်ဆိုရင်တော့ပြင်ကျွန်တော်ဘေးကနေအပေါင်းလေးနှိပ်ပြီးတော့ အသက်လေးပေးထားခဲ့ပါလို့တောင်းဆိုပြသည်တကယ်လို့ဂျပန်နဲ့ပတ်သက်တဲ့တခြားတခြားသောဘိုးသူတားလေးတွေသိချင်တာလေးတွေရှိခဲ့မယ်ဆိုရင်တော့ပြင်ဒီဗီဒီယိုရဲ့အောက်ကွန်မန့်မှာပါနော်မေးပေးထားခဲ့ပါကျွန်တော်အချိန်ရရသလိုပြန်ပေးသွားပါမယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲဂျပန်နိုင်ငံမှာအဆင်ပြေကြပါစေဗျာအားလုံးပဲ bye